ဗုဒ္ဓံပုစိမိဓမ္မံပုစိမိသံဃံပုစိမိပူဇော်ပါယချင်းမြတ်ဖျားကျွန်တော်များပုံနဲ့တော်ပြီးတဲ့ဆာယနိုင်ထုံးမဆာထံဗီဒီမိအပရိသတ်ဓမေရှင်ခွနဲ့တာသည်များအားလုံးကိုစိတ်နှဖျားကြမ္မာချမ်းသာပါစေကြောင်းဥစ္စာပနမနှုတ်ခွန်းဆက်တာအပါရင်ဆာယေဗီဒီမိအပရိသတ်ဓမေရှင်ခွနဲ့တာသည်ခင်ဗျာ2020နဲ့9ခုနှစ်မတ်လ3လပိုင်းမှာ ခုနှစ်ရက်သားသမီးရဲ့ကံကြာမှာကန်ဆာတာဟော့စတန်ကိုတင်ပြဆွေးနွေးဟောပြောပေးသွားမယ်အစီအစဉ်လေးဖြစ်ပါတယ်။ဆရာရဲ့ဒီဗီဒီယိုပိုင်းလေးကိုလိုက်ရှယ်ပေးတဲ့မိတ်ဆွေများကိုလည်းအထူးဆန်းဒီနေရာကနေကျေးဇူးတင်ရှိပါတယ်။2020ခုနှစ်မတ်လ3လပိုင်းမှာခုနှစ်နှစ်ခုနှစ်နှစ်တော့ခုနှစ်ရက်သားသမီးရဲ့ကံကောင်းကြံကံဆိုးချက်များဆောင်းရန်ရှောင်းရန်တည်တည်တိထိုက်တဲ့ ကံကောင်းခြင်းတိပွန်တိထိုက်လောအကြကလေးတွေဆောင်ရန်ဆောင်ရန်လေးတွေတင်ပြဆွေးနွေးဟောပြောပေးသွားကြပါလေ2025မတ်လမှာခုနှစ်နှစ်ခုနှစ်နှစ်မှာကံထိုးရှင်ရတော့နှစ်ဥပါခမတန်လင်းငွေသားသမီးဗုဒ္ဓဟူသားသမီးအင်းနှစ်ဥဟာအမတာကံထိုးကြမဲ့ဇာတာရှင်နေဖြစ်ပါတယ်နံပါတ်၁ကံကောင်းမဇာတာရှင်ကတန်လင်းငွေဒုတိယကံကောင်းမဇာတာရှင် ပုတ်တော်ဖူသားသမီးတန်ငင်းငွေသားသမီးများခင်ဗျာ2025ခုနှစ်မတ်လ3လပိုင်းမှာကံကြမဟာအမတကံထုကံကောင်းမယ်မမျော်လင့်ပဲလက်ထမပဲတကူကြီးဖရာကိုမျော်ရတာကုသိုလ်ကံကြမှာကံကောင်းကြံတို့ထိုးချာဖြစ်စံမျိုးတွေကြုံတွေ့ရမယ်ဒေါတာစိတ်ကလေးတော်ထိမ့်ပေးရမယ်စီပွားရေးလုံခြုံရေးရမှာမတ်လ နှစ်ရက်နေတောင်တူလတ်တမန်နေတန်နေငနေနေစမယ်မတ်လနှစ်ရက်မတ်လ9ရက်မတ်လ16ရက်မတ်လ24ရက်ဟာတန်နေငနေနေတွေကြတယ်မတ်လအထက်မှာမတ်လ9ရက်ကနေမတ်လ29ရက်အတွင်းမှာအိမ်မတာငွေချေကိစ္စရက်တွေရောင်းရွယ်ရဲ့ကိစ္စတွေအောင်မြင်မယ်မမျော်လင့်ပဲမတ်ထမဖဲကံကောင်းကြံကံထိုးကြံတို့ပေါက်ပေါက် တက်ဖို့ကြီးဖရဘူဝမယ်ကုသိုလ်ကံကြမှာကံထူးခြားဆက်ဆက်လေကံထူးခြားဖြစ်စင်လေစက်တိုင်းစက်တိုင်းကြုံဖိမ့်မယ်ငွေချင်းနဲ့ပတ်သက်တဲ့ဒိဆာရက်တွေငွေချင်းရောင်းရွေးဝယ်နဲ့ပတ်သက်တဲ့လှုပ်ဆောင်မှုတွေလည်းအောင်မြင်နိုင်မယ်ကုန်သတင်းတွေကြော်စောမယ်စီဖားကံတွေတိုးတက်မယ်အပြန်အဆိုင်အတိုက်ခိုက်တို့နဲ့ပတ်သက်ပြီးကြုံပေးရဆိုင်ရမယ်မဟုတ်မှမှသတင်းစကားပြောတာကိုယ့်ရဲ့လုပ်ငန်းရေးပါတနာ စီပွားရေးလုံငန်းရေးလုံတောင်ထားတဲ့သူတွေနဲ့တိုက်ခိုက်ရတာစိတ်ဆနိုးဆန်အောင်ဖြစ်ရတာစိတ်ဆင်းရဲတောခလေးတွေတော့နည်းနည်းရိုက်ခတ်လိုက်မယ်စိတ်ရှည်ပေးပေးပါတိခါပေးပေးပါ တန်နင်းကလေးသားသမီးအများစုဟာစိတ်ရှည်တယ်တိခံတယ်လက်တွေစူးစားတတ်တဲ့ဇာတာရှင်တွေဖြစ်တယ်2025မတ်လတန်နင်းကလေးသားသမီးများအတွက်နံပါတ်1ကံကောင်းသောဇာတာရှင်များဖြစ်တယ် အရာဝယ်ဒီမှာငွေကြေးကိစ္စရက်တွေမှာဘယ်လိုအကြောင်းတရားတွေမှာ ဖြစ်စေဖြစ်စေအောင်မြင်မှုကိုစုခွန်မယ်စီးပွားကံတော့အောင်မြင်မယ်ကုသိုလ်ကံကံကြောင့်မှာထူးခြားမှုတွေပေါ်ပေါက်မယ်တတိပြုပြရမှာ အလောတကြီးလှုပ်ဆောင်တာကယူဆိုင်ရမယ်ရွှေငွေပစ္စည်းအဖို့တံပစ္စည်းအထာမရရှာမတွေ့တာตาရည်နာရည်ရဲ့ရည်ရွာရည် လုံဝေးကိစ္စတွေနဲ့စိတ်ပါလို့ပါဖြစ်ရတတ်တယ်။အေးပြတ်တာစိတ်ပဲမနာနားယူချင်အားနေတာမျိုးတွေကြုံတွေ့ရမယ်။စက်တိုက်စက်တိုက်ပန်မန်းမှုတွေကြုံရတတ်လို့ကယူဆိုင်နိုင်ဖို့တတိထားပေးဖို့တတိပြုတ်ပေးဖို့စမ်းအနေနဲ့အထုမေတ္တာရက်ခံပါရစေ။အကျိုးပေးလုံငါးရေးပိုင်းမှာစိတ်ဖွာရေးပိုင်းမှာအင်္ဂါသားသမီးတောက်တာသားသမီးတို့ရဲ့အကူအညီတွေရရှိမယ်။ အင်္ဂါတောက်ကြအကူကြီးတွေရရှိမယ်။ဂျာမားရေးကံဂျာမားဂျာမားရေးစာတာမအသေးအစီဖုံးလားကြောက်ကက်အတွင်ခန္ဓာကိုအစိပ်ပိုင်းနဲ့ပတ်သက်တဲ့ဂျာမားရေးကုသမှုခံယူရခြင်းနေရှိ အသေးအစီဖုံးတာလေးနဲ့အဝါလွန်တာလေးအစာတောက်စင်ကြံမှုပိုင်းနဲ့ဆောင်ပြပေးရမယ်။မတဲတဲ့အစာလေးရှော့ရှာပေးရမယ်။နဲ့နဲ့လေးစိတ်တော်သားလေးထိန်းပေးရမယ်။ တက်ကိုချီဖေဟာပုံတော့ရမယ်ကိုတော့ကတမှုထုမယ်လာလေးတလာဖက်တယ်ခုနှစ်နှစ်ခုနှစ်သားသမီးတွေမှာဒီမတ်လမှာအထူးခြားဆုံးကံကောင်းသောစာတရှင်နဲ့အကောင်းဆုံးကံကောင်းခြင်းနဲ့လုံငါစစ်ပါတို့အောင်မြင်မှုကိုဖြစ်စေမှလာတလာဆရာအနေနဲ့စာတဆက်ဆက်တာဆိုလို့ရှိရင်အိမ်တော်တဲ့အိမ်တော်ရှင်များကိုဝမ်းသာစရာတရင်နေကြမယ်အိမ်တော်ရေးတင့်မြတ်မယ်အိမ်တော်ရေးကံကောင်းမယ် အစင်မပြေတာကပြိုရွယ်နေရွယ်သူနားရဲ့တနင်းငယ်တွေသားသမီးရှင်းရှင်းမြတ်တာအစင်မပြေဘူးအရှိရကန်စာတာကန်နေတယ်အရှိရကန်စာတာမကောင်းဘူးလို့ဇာအနေနဲ့တင်ပြဆွေးနွေးပြစီဆရာရဲ့ပုံနာတော့နတ်ခတ်ပညာကြတွတ်ချက်ဆက်ဆက်တဲ့အကန့်ကန့်အကိုဆွေးနွေးဟောပြောပေးသွားနေတာဖြစ်ပါတယ်တနင်းငယ်တွေသားသမီးအတွက်မတ်လ3လပိုင်းမှာအကျိုးပေးစင်မဲ့ကိန်းကနန်းနေလေကိန်းနှစ်ကိန်း ရှစ်ကိန်းဆိုတဲ့ကိန်းခန်းတွေဟာတက်တောင်းတနေရာမှာ အကျော်ပေးမယ်ကောင်းကျိုးထူးကြမယ်ကောင်းကျိုးဖြစ်စေမယ်မြောက်ဖွဲ့မြောက်ရက်မြောက်ဖွဲ့ဆွန်ဆွန်မြောက်ဖွဲ့ချမ်းခရီးသွားလာတာခရီးဆိုင်ပေးပါညာညာနေ့အေရပြောင်းအိတ်တာလေတန်နိုင်သမျှမတ်စတာတပေါင်းလားတလားလုံးလုံးတလားတာကိုခရီးဆိုင်ပေးဖို့တတိပြုပေးဖို့စာနေနဲ့မြတ်တာရက်ခံပြားစီဆရာရဲ့ပေးတဲ့မင်းအပရိသတ်ထမင်းရှင်ခုနှစ်ရပါတဲ့မြတ်တဲ့ တန်ငင်းလေသားသမီးများခင်ဗျာတန်ငင်းလေသားသမီးများဟာဇွဲကြီးတယ်စိတ်ကြီးတယ်လက်တွေစူးစမ်းတတ်တဲ့ဇာတာရှင်တွေဖြစ်ကြတယ်တပောင်းလာမှာမိမိတို့ရဲ့ကံကြာမှာကံကောင်းခြင်းလုပ်ငန်းကိုင်ငံစိတ်ဖလတ်လပါတို့အောင်မြင်စေခြင်းကံတို့လက်တို့ပွင့်လန်းစေလိုတဲ့အတွက်မိမိတို့ရဲ့လုပ်ငန်းကြီးတွေအောင်မြင်အောင်ဒီအခုလာမယ့်မတ်လ2ရက် မတ်လ9ရက်မတ်လ16ရက်မတ်လ23ရက်မတ်လ30ရက်ဆိုတဲ့ရက်စွဲတွေပေါ့နော်၅ပတ်တာ၅ရက်တက်ပတ်ပတ်ဖြစ်ဖြစ်အပတ်စဉ်နိုင်ဖြစ်စေဟုတ်လားမတ်လ9ရက်နေ့မတ်လ9ရက်နေ့မတ်လ16ရက်နေ့မတ်လ23ရက်နေ့မတ်လ30ရက်နေ့စသဖြင့်နေရက်တွေထက်ကနေတရရပဲဖြစ်ဖြစ်၅ရက်လုံးလုံးပဲဖြစ်ဖြစ်၅ပတ်လုံးလုံးဖြစ်ဖြစ်မင်းမင်းမွေးနေနေတန်နေငနေနေ နေမှာဟာလားနေအိမ်မှာပဲဖြစ်စေမိမိနေအိမ်ဖျားဆင်မှာဖြစ်စေမွေးနှံတော့တန်နင်းငွေကြောတောင်းနိုင်ဖြစ်စေဓမင်းဖြူဓမင်းဖြူပေါ်မှာနာဖြူနော်ဓမင်းစီစားလဲရတယ်နော်စီလေးစားလေးလဲစားပေးမယ်အဲ့ဒီမှာဘာလို့ပြရမလဲဆိုတော့နှမ်းဖြူပါနှမ်းနှမ်းအဲ့ဒီနှမ်းကလော်ပြီးသားနှမ်းဖြစ်ရမယ်နှမ်းဖြူပြီးတော့ မနက်ခင်ဆုံးကလူတောင်းမြတ်တာဖို့မယ်ကံလူဆိုတောင်းမြတ်တာဖို့မယ်ကိုယ့်ရဲ့အိမ်တော်ကြီးမိသားစုရဲ့ကြားမာရေးစေပွားရေးတွေအတွက်အခက်ခဲအလောင်းအဆက်အဟံအတအားလုံးလုပ်ငန်းကံညတ်နေကြော်ရွားနိုင်ဖို့စေပွားကံတွေတိုးတက်အောင်မြင်နိုင်ဖို့ဒိတ်ထံဆုတောင်းမြတ်တာဖို့ပြီးတော့ကံလူဖို့ဆောင်ပေးပေးပါလို့ကျွန်တော်များပုံနဲ့တော်ပေတဲ့စာရနိုင်ထမအထုစုံမကောင်းစုတောင်းမြတ်တာဖို့တိုင်နဲ့ 2025ခုနှစ်မတ်လတလလုံးလုံးမှာတနင်္ဂနွေသားသမီးလောရာစန္ဒတိုးတက်အောင်မြင်နိုင်ကြပါစေလုံများကိုင်းငံစည်းပါများအောင်မြင်ပါစေလို့ထမံဆုံးမကောင်းဆုံးတောင်းမေတ္တာပို့သရင်တနင်္ဂနွေသားသမီးကန့်ကြမှာကန့်စားတာကိုတင်ပြဆွေးနွေးဟောပြောပေးလိုက်ခြင်းပဲဖြစ်ပါတယ်မင်္ဂလာပါတနင်္ဂနွေသားသမီးများ